အားလုံးပဲနေကြလားခိုက်ထားရဒီကားလေးကဒီတော့မကားဘူးအဲ့ဗီဒီယိုလေးကကိုကိုညီနဲ့မမေနဲ့ရီးစားအောင်ဖြစ်သေးဘူးဦးကဘာလဲဆိုတော့ကျွန်တော်တွေ့ရှိရင်နားတည့်ရမှာကျွန်တော်ရဲ့ဟိုဟာကြီးကိုအဲ့မှာပေးလိုက်ရပြီးဆက်လိုက်ရဒါပဲဆိုတော့အဲ့ကားရဲ့ဘယောက်ရမယ်ဆိုတော့တီဗီသားကျိုးတွက်ပီးသားနော်နော်ဗိုက်ရှောင်းကြနော်ဒီလားနော်အဲ့ကောင်မှသူမမြူလုံးဝမချစ်သေးဘူးချစ်ပါဘူးအခုလည်းမချစ်ပါဘူး ဟုတ်နော်ကျွန်တော်လို့မနူးမနက်လေးကိုဒီမှာတွေ့ရမှာမမတွေအဲအကြောင်းပြောပါတယ်ဒါမဲ့မမတွေကောင်းပါတယ်အလုံးမဲနေကလာ။ဟဲ့ထားရဒီကားလေးကဒီတော့မကောင်း။ဘာလာလာရဲ့အတိုင်ညာကောင်းနေတာ။အဲ့ဗီဒီယိုလေးကကိုကိုညီနေမမြင်နေရေးစားအောင်ဖြစ်သေးဘူး။ ဒီစားမဖြစ်သေးဘူးမမင်နဲ့ကိုညီနဲ့ပထမဆုံးရိုက်တဲ့ကားလေးအပထမဆုံးရိုက်တဲ့ကားဒီကားမဟုတ်ဘူးပထမဆုံးရိုက်တဲ့ကားမှာမမရသူ့တွေ့ဘူးလားတူတူချင်းသူ့ကိုမမေ့ချက်တော့အဲ့ကားပြီးသွားတဲ့ချိန်မှာသူ့တော်ချစ်နေပြီချစ်နေပြီဆိုတော့နောက်တကားနောက်တကားရိုက်မှာသူ့နာမနေလို့ရမှာလေသူ့ကိုချင့်ကက်လို့ရမှာသူနဲ့ခင်မှာဆိုတော့အဲ့သူ့ဦးလေးကိုသွားပြီးတော့ဖွင့်ပြောဥအောင်လို့ဒရိုက်တာအောင်ဆက်ရအောင်ဥအောင်လို့မရဘူးလို့ဟာညီမလေးလို့ ဥရတူလို့ချစ်တယ်အဲ့ဘယ်လိုကမလဲလို့အဲ့တခုလုတ်လုတ်ပေးလို့အဲ့အေးအေးတယ်ငါဘာလုတ်ပေးရမလဲမဟုတ်ဘူးလို့ဒီကားရိုက်ပေးလို့အဲ့အဲ့ကားလေးကလေတရုတ်တဲကဘာလဲ Chinese ghost story Chinese ghost story အဲ့ကားလေးကိုဒီကားရိုက်မယ်လို့ဟာတယ်ဘီပုတ်ကတော့လုတ်ချလိုက်ကြည်ရယ်အဲ့တရအတတရရိုက်မှာတော့အင်းဟုတ်ပြီအဲ့ရိုက်ရမှာရိုက်ကောရိုက်လေရိုက်ကောအာအချမ်းဖိုင်းနေအာမဟုတ် ဦးကဘာလဲဆိုတော့ပြန်တွေးရင်ရနေတယ်တည်မလားကျွန်တော်ရဲ့ဘဝကြီးကိုအဲ့မှာပြေးလဲရတာပြေးဆက်လိုက်ရတာအဲ့မှာနန်းရတဲ့အခန်းပါလေနန်းရတဲ့အခန်းသူနဲ့နန်းနန်းနန်းပြေးလဲပြီးတော့လှဲ့လဲ့လဲ့ရောကင်မရာမန်ရကင်မရာကြီးကိုမင်းနာမှာချရတော့မိထောက်ထိုင်ကြည့်နန်းနန်းအရောင်ဟဲ့မရဘူးလားဆိုတော့ရိုက်လို့ပြီးသွားပြီလေ ကင်မရာရိုက်လို့ပြီးနေပြီကင်မရာရိုက်လို့ပြီးတော့ကိုကမပြီးဘူးဟေးဆလာဆာအနေရွေးညာကြီးမိုးချိုးဘောင်းဘောင်းပေါ်ပြီးဘလောက်နေထိုင်နေတာဟုတ်တောင်းလိုက်ပုံပြီးစာရေးနေတာဒီမှာခေါင်းခေါင်းရောက်ချလာပြီးရောက်ရောက်ဟုတ်လိမ့်မအင်းဟေးအောင်ဝဲတယ်ဒီမှာပြန်စဉ်းစားမိတာမျက်ရည်ဝဲအော်ငါတော်တော်ငါတော်တော်မိမမာယာထဲမှာတော်တော်ဟိုရောက်ခဲ့ပါလားဆိုတာမျိုးပေါ့နော်အမတိုင်းမင်းတော်ရိုးသားရယ်လေအင်းတော်ရိုးသားမသိဘူး မမအမန်ပြောနဲ့လဲတယ်လဲသူ့အာညာဟောတော့ဘလိုကျူးကျူးလေးရိုက်ရတယ်အဲ့တော့ဘလိုဘလိုကြောင့်ရိုက်ရလဲသူစပါထမကားရကသူကလာပြီးထားရီပေးလိုက်သိရမလားဟိုညီနဲ့ရိုက်တဲ့ကားရအားရခေါင်းမူးနေပြီးအိမ်ကကားပြန်မောင်းနိုင်တော့အဲ့လိုအဲ့ဒီကတိနေပြီအားနဲ့ကြောက်ငါညီလို့မင်းမဲသွားမောင်းလိုက်လို့အာကိုလေးဒီဘက်က ိုကကောင်းမောင်းမယ်ဆိုပြီးအဲ့လိုပေါ့သူကတော့မိမမာရေခဏတော့တုံးတာပေါ့နော်တုံးမှလည်းတိပါတယ်ဒါပေမဲ့ကိုတိုင်းကိုကလည်းတိရမလားဟိုဖြစ်ကျင်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဒါနာနာဘူးကြတာဆိုတော့တိရမလားပထမပရိသတ်တွေကလည်းပြောပါတယ်အာဟိုဗါလဲတိုကားကြီး copy ဟုတ်ပါတယ်ကျွန်တော်တို့ copy ပါသူ့ရဲ့ညံနေညံနေတဲ့မှာသူကသူအိုက်ကားမထုတ်လဲဘာမှမဖြစ်ဘူးလေသူကတိရမလားအဲ့လိုကားကြီးရိုက်ပလိုက်တာသူက ဲ့အချိန်တုန်းကလေလေအဲ့ကားလေးထွက်တော့အရင်အောင်မြင်တယ်လူငယ်ဆုံး15နှစ်ကနော်အဲ့ကားလေးထွက်တော့အရင်အောင်မြင်ခဲ့တာနေနေဘက်ဒီမှာတချို့နေရအောင်အဲ့ဟိုတယောက်ကမကြည့်ဘူးတဲ့ကားကြောင့်အဲ့ဇလန်းလေးကောင်းတယ်ဗောဟဲ့မစ်မီဒီယာပဲဖြစ်တယ်မင်းအဲ့တော့ကလေကိုကလည်းအပြူဆိုတော့ဂုံးရှိရဲ့အခုကြာအိုအိုကြီးဖြစ်သွားเออเอมินาเลียแหละจ้อเลยปะเนาะตู้สูรู้จิไอ้ก้าเนี่ยเอ้โหมะเม็ดตะคองเนี่ยโหต้วยเนี่ยโหปลุยมินาปลุยมินา ဘလူးဟိထိုင်မုံနေတာဆိုဟောကြည့်လို့ကြည့်လို့ကြည့်လို့အပေါ့အပေါ့မပါဘူးဘလူးမဟုတ်ဘူးလားအေးဟာဒါနားတော့မနာသေးဘူးတကယ်မှခုံကဘာဖောင်ပေါ်မှာအပေါ့ပါတဲ့ဘလူးကိုဖိုက်တာလို့မှုတ်နေတာဟုတ်ပါဆိုအဲ့ကဲရောက်ရမယ်ဆိုတော့တီဗီသားကျွတ်တက်ပြီးသားနော်လားနော်သားရှောင်းကြနော်ဒီလားနော်အဲ့ကောင်မှ तू မမီလုံးဝမချစ်သေးဘူးချစ်ပါဘူးအခုလည်းမချစ်ပါဘူး ပထမဆုံးပထမဆုံးလေးတည်းကသူတို့ကုမ္ပဏီကနေပြီးမင်းဟွာငှားရတာအာယခမယခမခွဲတာအသူ့ရဲ့သားအငယ်လေးကိုတင်မယ်ပေါ့နော်သူ့ရဲ့သားအငယ်လေးကိုမင်းရဲ့သားအငယ်ဟွာလာမင်းမောင်လေးကိုတင်မယ်ဆိုတော့ခေါ်လိုက်တာခေါ်လိုက်တဲ့အချိန်မှာ producer ရဲ့ဂျီစာ သူ့အကိုရဲ့ကြီးစားဟမ်သူ့ကိုသူ့ကိုရဲ့ကြီးစားအားသူ့ညီနဲ့တွေ့ရတယ်အဲ့တော့မမမေကိုမင်းသမီးငါပြီးတော့မင်းသမီးနဲ့သူကသင်ပေါ်ကျန်လာဟဲ့အောင်မင်းမတွေ့လိုက်ဆိုတော့တွေ့လိုက်ရတာဟေးအဲ့ကလေးစပြီးတော့ဒီကားကိုကူးတာအဲ့ကနေအဲ့ကနေဟိုဟာဖြစ်တာပေါ့နော်အဲ့တုန်းကလည်းဟိုဘယ်လိုပြောမလဲ ဟိုဟိုဒီဟိုအီးမန်းတော့တည်ရလေကိုကဒီကားလည်းခဏကြာကျွန်တော်လည်းကြိုက်တယ်သူက3ဘိုင်းလား4ဘိုင်းလားမသိဘူး3ဘိုင်းလားမသိဘူးရှိတယ်သူကအဲကားလေးပေါ့နော်အဲကားလေးအကျွန်တော်လည်းကြိုက်နေတော့အဲလုတော့လုတ်ကြည့်နေတာပေါ့နော်ဒါပေမဲ့ဗမာနိုင်ငံမှာလိုအပ်ချက်တွေအများကြီးလွန်ခဲ့တဲ့15နှစ်ဆိုပူဆိုးတာပေါ့နော်အဲအဲ့လိုပဲဖြစ်မြအောင်ပဲရိုက်ခဲ့တာအများကြီးဟိုလူမျိုးအဖတ်တွေပါတာဗာမျိုးဘာမှတော့မရှိဘူးပေါ့အဲကားလေးကလေအမှန်တည်းပြောရင်မမြန်လေအဲကားလေးကိုလည်းမမြန်လေခလေးလေးဝါးပြကြိုက်တာ မမေမမေတို့ပဲနည်းနည်းမမေတို့ဟာ3-4နှစ်လောက်တည်းအိုက်ကားလေးရပေါ်လာအဲ့တုန်းကလေးဟိုသိတယ်မလားဟိုမင်းသမီးလေးကလေးဟိုရှာရှည်ကြီးနဲ့သေဟိဆိုကြောက်ကြတယ်လေအဲ့ဟောငါငါအဲ့မင်းသမီးလေးဖြစ်ကောင်းပါပဲအဲ့မင်းသမီးလေးဖြစ်ကောင်းပါပဲဆိုရဲစိတ်နဲ့လေနောက်ကြတော့တကယ်တည်းရိုက်မယ်ဆိုတော့ဟာဟာအဲ့အဲ့ကောင်ချက်ချင်းကွက်ကွက်ကွင်းတန်းညက်လာသူကလည်းဟိုအေးအေးလေးနဲ့လေဖိုတိုခွာရုပ်ကလေးဆိုတော့အဲ့နဲ့အာရိုက်မယ်ဟောဆိုလေးလေးတော့ အဲရိုးကျလာအဲ့လည်းပြန်လူတိုင်းရင်နာတယ်သိရမလားကျွန်တော်တို့မနူးမနက်လေးကိုဒီမှာတွေ့ရမှာမမ တွေအားအကြောင်းပြောပါတယ်ဒါပေမဲ့မမတွေကောင်းပါတယ်အမတိုင်းပြောရင်တော့သူ့ရိုးသားမယ်ထင်လို့ယူခဲ့တာကွာအလဲလုံးနဲ့ဘယ် ချင်းနေတော့လေအမှန်တိုင်းပြောလို့ရှင်အိုက်အိုက်ကပောက်တယ်ဆိုတာလေဘာလာလာကဘာလာလာရဲ့နောက်ခံအတန်ပြောတဲ့သူရဲ့အတန်ရောက်ပေါက်တာ။ तू ကပောက်ကရပိုပြောတယ်လို့ပောက်တာသိလား။ အဲ့ကကြတော့ဒီမှာဟိုဒီကလည်းပြန်ကြည့်ပြသွားတယ်ဒီကလေးလည်းတွေးကြည့်နေဟောဘာကြီးမလဲမသိဘူးွာဆိုတော့ဟာမျိုးကပိုပေါက်သွားတော့ဗောနော်မမမေရေကိုအပေးရပြိသက်တီကိုအဲကျေးဇူးတင်တယ်လို့ဘာလာလာကနောက်ခံပြောတယ်အကိုကြီးလာမောင်လေးလာမသိဘူးအဲအဲ့ကိုယူလည်းကျေးဇူးတင်ပါတယ်လို့အဲကျွန်တော်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကြီးသူ့ရဲ့ဇာကားအသေးလေးတွေကိုအဲ YouTube channel ဗောနော် Tomato TV 9မှာဗောနော်အဲ့လို TV Tomato TV 9ဆိုပြီးတော့ ရှာလိုက်လို့ရှိရင်သူ့ဇကာအစ်တစ်တွေအများကြီးရှိပါတယ်ပြီးပေါက်ကြရလေးတွေခလေးတွေရိုက်ထားတဲ့ပေါက်ကြရလေးရှောက်ကလေးတွေလည်းတင်ပါတယ်အဲ့မှာသွားပြီးတော့ကြည့်ရှုလို့ရပါတယ်လို့ကျွန်တော်ကတော့ပေးသက်ဒီအကုန်လုံးပြောချင်ပါတယ်အလုပ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်